မင်္ဂလာပါမိတ်ဆွေတို့ဆရာဒီနေ့မြတ်တာလက်ဆောင်ပေးမှာကတော့အဘဆရာကြီးမင်းတိန်ခါရဲ့ဈေးခေါ်ဈေးခေါ်ဆောင်လေးပေါ့နော်ဈေးခေါ်ဆိုတာကတော့ဒီလူအများနဲ့လုံနေရတဲ့ဈေးဆိုင်တွေလက်ဖက်ရည်ဆိုင်ကုန်စုံဆိုင်စူပါမားကတ်ဟလာအကုမ္ပဏီတွေပေါ့နော်အများနဲ့လုံရတဲ့လုပ်ငန်းတွေမှာအသုံးပြုလို့ရပါတယ်ဘာလို့လဲဆိုတော့အရင်ဆုံးအနေနဲ့အရက်ပလင်အခွန်တလုံးကိုရှားမယ်နော်အစိမ်းအောင်ဖြစ်ရပဲ့ အရက်ပလင်ခေါ်အစိမ်းရောင်ဖြစ်ရမယ်အရက်နတ်နန်နေရင်တော့ပိုကောင်းပါတယ်နော်အရင်ဦးဆုံးနေတဲ့ဆရာရဲ့ဗီဒီယိုလေးကိုအပေါင်းလေးနှိပ်အသေးပေးပြီးတော့ share လုပ်သွားပေးပါအဲဈေးခေါ်အဆောင်လုံကြီးကတော့ဘာလို့ရမလဲဆွမ်းနာပြောတဲ့အရက်ပလင်အစိမ်းရောင်ကိုရှာပါအရက်နတ်နန်နေရင်ပိုကောင်းတယ်ပြီးတော့အဲ့ဒီအရက်ပလင်ခွန်ထဲမှာပလင်အစိမ်းရောင်တွေမှာဘာထည့်ရမလဲဆိုတော့ကြောက်စရစ်ခဲတည်တည်လေးတွေကိုးခဲထည့်ရမယ်နော်ကိုးခဲထည့်ပါထည့်ပြီးဆိုတာနဲ့အဲ့ဒီထဲကိုရက်ပလင်ခွန်ထဲကိုရေးထည့်ရမယ် ရေထက်ပြီးပြီဆိုတာနဲ့နှင်းစီပန်းအနီရဲရဲတပွင့်ကိုအဲ့ဒီပလင်းထဲကိုထိုးရမယ်နော်ထိုးပြီးတော့နဲ့မိမိရဲ့ဆိုင်ကောင်တာဟလာအလုတ်ယုံစပွဲယုံကုမ္ပဏီတွေမှာလူမြင်သာတဲ့နေရာမှာအဲ့ဒီပလင်းလေးကိုထောင်ထားပေးရမယ်နော်ရေမကောင်းရင်ရေတွေလဲပြပါနှင်းစီပန်းမကောင်းရင်နှင်းစီပန်းညှိုးသွားရင်နှင်းစီပန်းကိုပြန်လဲပေးပါနော်အဲ့ဒါဆိုရင်မိမိတို့ရဲ့ဆိုင်မှာအိမ်မှာလူစီကားမယ်လက်လာပါတွေပွင့်လန်းမယ်နော်အဲ့ဒီလူများနဲ့လောက်ရတဲ့လုပ်ငန်းတွေဇက်ပွဲတွေဟလာဇက်ပွဲယုံတွေမှာလုပ်လို့ရတယ် ပြီးတော့ဈေးဆိုင်လုံယုံကုမ္ပဏီတွေမှာအများရန်ထားလို့ရတယ်เนาะလူရစီကားပါတယ်ပြီးတော့ငွေကြေးလက်လာပါလဲရမ်းပွင့်လန်းပါတယ်เนาะဈေးရောင်းကောင်းတယ်เนาะကဲဆရာပြောပြခဲ့တဲ့ကွန်ပျူတာနည်းလေးဟာမိတ်ဆွေများအားလုံးအတွက်အကျိုးရှိတယ်ဆိုရင်ဆရာရဲ့ဗီဒီယိုလေးကိုအပေါင်းလေးကိုနှိပ်အသေးပေးပြီးတော့ share လုပ်သွားပေးပါเนาะဆရာကတော့ဆရာကြီးမင်းတိန်ခါဤတပည့်ရဲ့ဆရာရဲမန်အောင်ဖြစ်ပါတယ်ဆရာဓမ္မဗီရင်မေ့ခြင်းတဲ့လက္ခဏာမေ့ခြင်းတဲ့ တားတော့ဗေဒင်ဧကန်တဗေဒင်မေ့ကျင်တဲ့မိတ်ဆွေတွေကဆရာကိုတိုက်ရိုက်ဖုံးခေါ်ပြီးတော့ဗေဒင်မေ့လို့ရပါတယ်ဗေဒင်ညံပူဇော်ကယူပါတယ်နော်ပြီးတော့အိမ်ရောင်းကျင်တာခြံရောင်းကျင်တာမြေရောင်းကျင်တာကားတွေကြောက်တွေဆက်ပစ္စည်းတွေတံပိုးကြီးယရနာပစ္စည်းတွေအများဆုံးရောင်းထွက်ဖို့အထူးတိုက်ရိုက်တစင်တွေပြုလုပ်ပေးပါတယ်တံပိုးကြီးပစ္စည်းတွေဝင်စရာတိုက်ရိုက်တစင်တွေပြုလုပ်ပေးတယ်အိမ်ပိုင်ခြံပိုင်ကားပိုင်ဖြစ်ဖို့အတွက်နော်အထူးရေရအာမဂန်နဲ့အထူးတိုက်ရိုက်တစင်တွေပြုလုပ်ပေးပါတယ် ပြီးတော့အကျွေးတွေပြန်ရဖို့အကျွေးတွေကြေဖို့လောင်ကစားအရှုံးများနေတဲ့မိတ်ဆွေများအမျက်ငွေတွေများများရဖို့ပုံနကနမင်းကြီးရဲ့အဆောင်လက်ဖွဲ့တွေဆောင်ရွက်ပေးပါတယ်ပြီးတော့ဆရာဝန်တွေဆုံနေပြီးအသေးအံဖြစ်နေတဲ့လူနာတွေဆက်သွယ်ပါစုံပယောဂတရေတစေတွေနဲ့တိုက်ခိုက်ခံထားရတဲ့မိတ်ဆွေများဆက်သွယ်ပါနော်အိမ်ကထွက်သွားတဲ့ယောက်ျားမိန်းမသားသမီးတွေချက်ချင်းပြန်လဲရောက်ရှိဖို့ပျောက်သွားတဲ့တန်ဖိုးကြီးရတနာပစ္စည်းတွေချက်ချင်းပြန်လဲရရှိဖို့ ဘဝမှာဘာလို့လို့ဘာကံမှမသိဘူးဆိုတော့လမ်းပြောင်းနေပြီဆိုတော့မိတ်ဆွေများဆက်သွယ်ပါအမှုခင်းကိုနိုင်ဖို့ရန်သူတွေကိုအောင်မြင်ဖို့အောင်မြင်တဲ့လုပ်ငန်းရှင်တွေအမှုပညာရှင်တွေဖြစ်ဖို့နော်အချုပ်နောင်ဖန်းစည်းကနေချက်ချင်းလွတ်မြောက်ဖို့အတွက်အထူးရရအစီအမံအဆောင်လက်ဖွဲ့တွေဆောင်ရွက်ပေးပါတယ်ပြီးတော့ကလေးနာမည်ပေးဆိုင်နာမည်ပေးလုပ်ငန်းနာမည်ပေးကုမ္ပဏီနာမည်ပေးအမှုပညာနာမည်ပေးတွေဆောင်ရွက်ပေးပါတယ်ဆရာရဲ့ဖုန်းနံပါတ်က39 956 986 8958ပြီးတော့399 98 34 256ဖြစ်ပါတယ်เนาะအဲ့ဒီ399 956 98 858အဲ့ဒီဖုန်းနံပါတ်က Viber account Telegram account ရှိပါတယ်အဲ့ဒီ account တွေကနေပြီးတော့ဆက်သွယ်ပြီးတော့မေးလို့လည်းရပါတယ်เนาะ ပြည်ပမှာနေထိုင်ကြတဲ့မိတ်ဆွေတွေကတော့အဲ့ဒီအကောင့်တွေကနေပြီးတော့ဆက်သွယ်ပြီးတော့မေးပါပြည်တွင်းမှာနေထိုင်တဲ့မိတ်ဆွေတွေကတော့ဆရာကိုတိုက်ရိုက်ဖုန်းခေါ်ပြီးတော့မေးကြပါအိမ်မှာလာမေးကျင်တယ်ဆိုရင်တော့နော်ကုံကျေးရွာရေဦးမြို့နယ်စကိုင်းတိုင်းမှာဆရာနေပါတယ်အိမ်မှာလာမေးလို့လည်းရပါတယ်နော်မလာခင်မှာဆရာကိုဖုန်းကြိုဆက်ပေးပါနော်ကဲခொနည်းသားသမီးအားလုံးစားဝတ်နေရေးတွေခြောင်လှယ်ပြီးတော့တဘာဝဘေးအန္တရာယ်တွေကနေကင်းဝေးကြပါစေစစ်သွေးရန်သူမျိုး၅ပါးပဲလက်နက်ခဲယံပေးတွေကနေကင်းဝေးကြပါစေအချစ်ရဲ့အိမ်တော်ရေးမှာတာယာပျော်ရွှင်ပြီးတော့ အသက်ရှူတိုင်းငွေတွေဝင်ကြပါစေလောကကောင်းကျိုးတာရဏာရဲ့ကောင်းကျိုးကိုကောင်းစွာရွတ်ဆောင်နိုင်ကြပါစေနော်